အီရန်ပြည်သူတွေအပန်းဖြေဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒေါ်လာဘီလီယံချီသုံးပြီးရေရင်းတူးပေးခဲ့တဲ့ဆိုတဲ့ရုပ်သက်ဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ဂျိင်းငယ်ဆိုတဲ့ Telegram အကောင့်ကနေဇွန်25ရက်နေ့မှာအမှုမျိုးထိမထိတော့မသိအီရန်ပြည်သူတွေအပန်းဖြေစရာနေရာဖြစ်ဘီလီယံချီသုံးပြီးတွင်းတူးပေးခဲ့တဲ့ဒေါ်နယ်ထရန့်ဆိုပြီးတော့ရေးသားကရုပ်သက်ဖိုင်တစ်ခုကိုဖြန့်ဝေခဲ့ပါတယ်။ရုပ်သံဖိုင်ထဲမှာတော့ကြောက်ခုရီကြားတွေကရေကန်ရှိရာကိုလူတွေအများကြီးကလာရောက်ကြည့်ရှုရာကိုထည့်သွင်းဖော်ပြထားပါတယ် ဒီရုပ်သံကိုကျိုင်းနေတဲ့သူ16000ကျော်နဲ့ပြန်လည်မျှဝေတဲ့သူ1800ကျော်ရှင်းနေပြီဖြစ်သလိုကြည့်ရှုသူဟာ8000ကျော်ရှင်းနေပြီဖြစ်ပါတယ်။ဒီရုပ်သံဟာ Facebook မှာပြန်လည်ဖြန့်ဝေတဲ့သူတွေအများပြားရှိနေပြီလည်းဖြစ်ပါတယ်။မြေစိမကဒီရုပ်သံမှာပါဝင်တဲ့ screenshot အချုပ်ကိုဓာတ်ပုံတွေစစ်ဆေးတဲ့ Google Image Search ကနေတဆင့်ရှာဖွေစစ်ဆေးခဲ့ပါတယ်။ဒီလိုစစ်ဆေးတဲ့အခါမှာပြီးခဲ့တဲ့ဇွန်9ရက်မှာ TikTok account တစ်ခုကဖြန့်ဝေထားတဲ့ post တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။အဲဒီ post ထဲမှာ He gave Riyadh Saudi Arabia လို့ရေးသားထားသလို post ရဲ့ခေါင်းစဉ်မှာလည်း ဟာဘီဘီခန်တူဟီကေလို့ရေးသားထားပါတယ်။ဒီဗီဒီယိုတွေကပတ်ဝန်းတဲ့နေရာနဲ့အခုပြန့်နေတဲ့နေရာဟာတနေရာတဲ့တပုံစံနဲ့ထပ်တူညီနေပါတယ်။ဟီကေလို့ရိုက်ရှာတဲ့အခါမှာ sorry arabia မှာရှိခဲ့ကြောင်းသိရှိခဲ့ပါတယ်။ဒီဟီကေရဲ့တနေရာကို Google App မှာတွားရောက်ကြည့်ရှုတဲ့အခါမှာပြန့်နေတဲ့ဗီဒီယိုတွေကရေကန်နားမှာကြောက်ဆောင်အဝိုက်ကြီးရှိတယ်လို့မြေပုံကနေကြည့်တဲ့အခါမှာလဲကြောက်ဆောင်အဝိုက်ကြီးရှိနေတာကိုတွေ့ရပါတယ်။ဒါကိုကြည့်ရင်အီရန်ကိုအမေရိကန်ကဘုံကျဲလို့ဖြစ်ပေါ်လာတဲ့ယူရင်းမဟုတ်ပဲ ဆော်ရီယာရေပြနိုင်ငံမှာရှိနေတဲ့ရေရင်းဖြစ်နေတာကိုသိရှိနိုင်ပါတယ်။ဒါကြောင့်အီရန်ပြည်သူတွေအပန်းဖြေဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်က BDN ချီတုံးပြီးရေရင်းတူပေးခဲ့တယ်ဆိုတော့ရုပ်သံဖိုင်ဟာဆော်ရီအာရေဗျနိုင်ငံမှာရှိတဲ့ရေရင်းကိုအတုံးချကလူအများအထင်မြင်လွဲမအောင်သတင်းမှဖြန့်ဝေထားတာဖြစ်ပါတယ်။တက်လောမှာအီရန်နိုင်ငံကစစ်ရေးရရေးပါတဲ့နေရာအချို့ကိုအမေရိကန်လေတပ်ကပုံကျဲခဲ့ပါတယ်။အီရန်နဲ့အစ္စရေးနှစ်နိုင်ငံအပြန်အလှန်ပစ်ခတ်နေရတာကနေအမေရိကန်ပါဝင်လာတာဖြစ်ပြီး ဒီလိုအချိန်မှာပဲချိန်သားကြိုက်လူတွေထင်မြင်လွဲစင်နိုင်တဲ့သတင်းအမှားတွေပြန့်နှံ့လာတာဖြစ်ပါတယ်။မီဇီမာကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီရင်တဲ့သတင်းတွေရှိခင်မီဇီမာကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင်တော့ t.alliance.agfpizza ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီရင်တဲ့သတင်းအကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ်။လောကောမီဒီယာရဲ့ဆက်လက်ရည်တင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV ယူ က်တွေမှာမမဝေပေးခြင်းဖြင့်ကုညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။